ငယူတိုင်းတရင်တောင်အလုလမဲ့ဖြစ်သူတင်ပေါင်းတယောက်အိုဝေကိုကန့်နေခဲ့စဉ်ကအိုဝေတရင်စာကိုအစိုးရကအာမခံငွေ3000ကျပ်တောင်းခဲ့ရာအိုဝေကအိုစီဝိုင်းနဲ့အကူခံကအာမခံငွေတင်သည်တင်ပေါင်းသည်အိုစီဝိုင်း၌ဝင်၍အိုစီတိလိုက်သည်သည်အိုဝေအိုစီဝိုင်းကတက်မတော်အတန်လွင့်ယုံမှအတန်လွင့်ရသည့်အထိမြိုင်လာသောဝိုင်းဖြစ်၏အိုဝေအိုစီဝိုင်းသည်ထိုနေ့ကကြံတွင်လဲဘိုထုံးလာဦးစီး၍ရေပက်ခံထွက်ကြသည် ဒါမွေဖိုးစိန်လန်းထိတ်မှရေပတ်သူအပြိုကျော်တို့အဖွဲ့သည်ထိုနှစ်ကတာဆာ၏လုံကြီးဝါကလေးနှင့်လူကုန်တဲ့အပြိုကျော်လေးတဦးကတင်မောင်တို့ကားကိုရေပတ်ရင်းဖလားလွတ်သွားကတင်မောင်အားထိမှန်သွားသည်ထိုဇက်ကွက်ကလေးကိုဟာသာနှော၍မဝါနုအမည်ဖြင့်ဝိတုတော်လေးတစ်ပုဒ်ဟန်တာရီတို့ရေးပို့လိုက်သည်ဟန်တာရီတို့တင်မောင်သည် မကြာခဏဝိတုပုံရဲဖြစ်သည်ထိုဝိတုအတွက်ငွေစသွားထုတ်စဉ်တွင်တင်မောင်ပြုနေကြတိုင်းဟန်တာရီဦးစိန်ထန်းတို့တွား၍လေပန်းသည် မေအလုံးမရသေးဘူးလားဟုဥစိန်ကမေကအန်သာဝတီမှာလုံမလားဟုမေ၏အလုံးလက်မဲ့တင်မောင်းကဝမ်းမြောက်စွာခရီးပေးလိုက်သည်ငါကြည့်လုံမယ်ကွာဟုဥစိန်ကဆို၏ခொနရက်ခန့်ကြာသောအခါဟန်သာရီတွင်အကူအေရီတာလိုအပ်လင်အပြင်ထွက်သတင်းလိုက်ရမည်သတင်းတောက်ခန့်ကြောင်းအလုတ်ခန့်သာတဆောင်ရောက်လာသည် မေလာ၂ရက်နေ့အလုတ်ဆင်းရမည်ဆို၏သို့သောအေဘီလာ30ရက်နေ့ညနေတွင်ဟန်သာဝတီမှသတင်းတောက်ကြီးကိုတင့်ဆွေပေါက်လာသည်တထေးဥညွန်းက ကိုအောင်ခင်ရဲ့လူဆိုရင်မခန့်ပါနဲ့ကွာဟုပြောကြောင်းကိုအောင်ခင်နဲ့အငင်းမဖြစ်ပွားလို၍ဖြစ်ဟန်တူကြောင်းရှင်းပြောက အလုတ်ခက်အံ့လွားကိုရုတ်သိမ်းကြောင်းပြောပြသည်တင်မောင်ဖို့ဟန်သာဝရီနဲ့အလုတ်မစင်းရခင်က အလုတ်ပြုတ်ခဲ့ရလေသည်ဟန်သာဝရီဥစိန်သည်တင်မောင်အားအတော်ခင်မင်သူဖြစ်သည်တင်မောင်ပထမဆုံးလိုက်ရသောယုံမူခင်တည်းမှာအင်းစိန်၌စစ်စေးသောမေဂျာရန်ကဥစောအားလက်နက်ထုတ်ပေးသည့်အမှုတည်င်းဖြစ်သည်တော်အမှုအတွက်ဗမာခေတ်က ခရီးစရိတ်၁ကျပ်နဲ့စားစရိတ်၂ကျပ်ပေါင်းနေအတွက်၃ကျပ်ပေးပြီးတင်မောင်းအားနေ့စဉ်၂လကြာမြှလွှတ်ရသတင်းယူစေ၏။ဟန်တာဝရီသတင်းတောက်ချုပ်ဦးစိန်ကဟန်တာဝရီအတွက်သတင်းလာယူသည်။ဦးစိန်ကအမှုစစ်တီကိုနားထောင်ပြီးအမှုတွဲကူနီသတင်းရင်းဤကိုလက်ပူးလက်ကျက်တင်ပေသည်။နောက်ပိုင်းသူမလာနိုင်သောနေ့တွင် တင်မောင်းကသူ့အတွက်ပါရေးပေးရ၏။ဦးစိန်သည်လည်းတင်မောင်း၏ဆရာတဆူဖြစ်၏။မေလ9ရက်နေ့တွင်အိုးဝေသို့ဥစိန်ကတယ်လီဖုန်းဆက်ကကပ်ပါတင်မောင်းအားခေါ်သည် မင်းအတွက်အလုပ်ရပြီကွာနေယူတိုင်းမှာသတင်းတောက်လို့နေတယ်အဲ့ဒါကိုစိန်ဝင်းကိုငါပြောပြီးပြီမင်းသွားလုပ်ပြီးတော့ဦးစိန်ကဖုန်းနဲ့စီစဉ်သည့်အတိုင်းနေယူတိုင်းသူချက်ချင်းသွားရဦးစိန်ဝင်းကချက်ချင်းအလုပ်ခက်လိုက်ရသို့တော်ဦးစိန်ဝင်းနဲ့ကြာကြာတော့ရေမလုပ်လိုက်ရပြီတင်မောင်အလုပ်ဝင်တော့လာတွင်ပင်ဦးစိန်ဝင်းကလက်ထက်သွားပြီးသတင်းစာလောကမှထွက်ကာကုံတယ်လုပ်နေတော့သည်ဦးစိန်ဝင်းသည်နောက်မှနေရှင်းပြန်ဝင်ပြီးဂါရီယန်ကို ပြောင်း၍လောက်ကိုင်းနေယူတိုင်းတွင်အရီတာဖြစ်ဦးမြတ်ကျော် သတင်းတောက်ချုပ် UEFA တို့လက်အောက်၌အလုပ်လုပ်ရာတွင်အဆင်ပြေသည်အင်္ဂလိပ်ဘာသာဖြင့်သတင်းရေးသားမှုကိုလေ့ကျင့်နိုင်သည့်ဖြင့်တင်မောက်အဖို့အကျိုးရှိလာသည်လူယူတိုင်းတွင်အလုပ်ရသောအခါတွင်မှတင်မောက်အဖို့အသက်ရှူချောင်းလာ၏အလုပ်ကမူပင်ပန်းလာသည်လူယူတိုင်းအတွက်သတင်းလိုက်ရင်လူယူပစ်အတွက်ဓာတ်ပုံရရသည်ဓာတ်ပုံကိုကူပြီးသတင်းစာတိုက်တို့သို့ပို့ရသည်သုံးသမျှပုံကိုစည်ရင်းလုပ်၍ငွေတောင်းရသည်ကြာသောအလုပ်ကိုမနိုင်သည့်ဖြင့်ပညာသင်များခေါ်ယူရသည်ကိုတင်ဝင်းက ဒက်ဂောလီဦးထိုးရီတူကိုတိုက်ကိုခေါ်လိုက်သူအားဗမာခင်နိုင်ဓာတ်ပုံသတင်းတော့ဆန့်၍ခံပြီးနောက်ဂျေးမုံနိုင်ဓာတ်ပုံကူဌာနမှူးကြီးဖြစ်လာ၏တခင်မြတ်ဆိုင်တဲ့အလုတ်တင်နေသူကိုရွှေမောင်အားလည်းနယူးပစ်ကခေါ်လိုက်သည်ယခုပြန်ကြားရေးမှကိုလာသိန်းပါပါလာ၏သူတို့သုံးဦးကိုမုံဘိုးအနှဲငယ်ပေးသည်တနေ့ကိုအလုံးလို့ရသဖြင့်ထမင်းကြိုင်50ကျက်တဲ့ဂျိုင်ကြီးစား2ကျိုင်ကိုတင်းပေါင်းနဲ့ဦးထင်ကြီးတို့ကကိုတိုက်နှင့်ကိုရွှေမောင်ကိုလာသိန်းတို့ကိုပါဝေမျှပေးစားရသည် တနေ့တွင်တင်းပေါင်းတရင်လိုက်ပေးရသောဦးအောင်ဖေဆရာတက်တိုးကသူသည် ASP မှထွက်တော်မူဖြစ်၍လူစားလူကြောင်တင်းပေါင်းအားပြောသည်ဆရာတငယ်ကြီးဦးတင်ကြီးကိုတွဲခန့်ပါလားဟုတင်းပေါင်းကအကြံပေးပြီးချက်ချင်းပင်ဦးတင်ကြီးအားခေါ်ကသူတို့နှစ်ဦးကိုဆိုင်းပေးလိုက်သည်အိုးဝဲတွင်လကမရတစ်ချက်ရတစ်ချက်ရှိသောဦးတင်ကြီးသည် ASP ပြည်သည့်တရင်ကိုယ်စားလှယ်ဤအရီတာနှင့်တရင်တော်အလုပ်ကိုချက်ချင်းပင်ဝင်လုပ်သည်ဦးအောင်ဖေတို့ရွှေသွားသောအခါ စပလန်နံပါတ်380ကို AFP တိုက်သူဦးတင်ကြီးနေတင်ပေါင်းတို့ရွှေ့လာခဲ့သည်သူတို့နှင့်တခမ်းတဲ့နေကိုသက်တင်ကလည်းပြန်ကြားရေးအယ်ဒီတာမှနှုတ်ထွက်ကဘိုးတင်နန်းတက်သွားသည်စပလန်တို့ပြောင်းလာတော့ကနယူးတိုင်းနှင့်ဒရိုက်ချင်းသာဖြစ်သည်ဖြင့်တင်ပေါင်းဖို့ပို၍အဆင်ပြေသည်တင်ပေါင်းနယူးတိုင်း၌အလုတ်ဝင်ပြီးမကြာမီတွင်ဗမာခေတ်သတင်းစာပြန်ထွက်သည်ဦးအောင်ခင်ကလှမ်းရွေခေါ်တော့လဲနယူးတိုင်း၌အဆင်ပြေနေသည်ဖြင့်မသွားပြစ်ခဲ့ပေဦးအောင်ခင်ကပြန်ခေါ်ကြောင်းပြောရာနယူးတိုင်းက လာစာတိုးပေးပြန်သောကြောင့်အာနာဘီမထွက်ရဖြစ်ခဲ့သည်